စာပေရှိသူများအလုံးမဲမင်္ဂလာပါအပိုင်း9အနေနဲ့မြဝေလွန်တို့အတွေးများဆိုတဲ့စာအုပ်လေးကိုမြဝေပေးပါမယ်ဉာဏ်ပညာကဘာပေါ်မှာအဖို့အတန်ဆုံးအရာတစ်ခုကိုပြောပါလားလို့မေးရင်ဘလို့ဖြေကြမလဲအများစုကတော့စိန်ရွှေငွေကြောက်တံပရမညာစသဖြင့်ဖြေကြပါလိမ့်မယ်တခြားကြတော့ အိမ်မြေမော်တော်ကားစသဖြင့်ဖြေကြပါလိမ့်မယ်။အမှန်တကယ်အဖို့တန်ဆောင်အရာဟာဘုန်းတော်ကလာတဲ့ဉာဏ်ပညာပါ။ဘာဖြစ်လို့ခုလိုပြောရတာလဲဆိုတာရှင်းပြပါမယ်။ယနေ့ Microsoft Facebook စတဲ့ Internet Community ကြီးတွေဟာမော်တော်ကားထုတ်တဲ့ General Motor ကုမ္ပဏီကြီးတွေထက်ပိုင်ဆိုင်မှုတန်ဖိုးအများကြီးပေါ်ပါတယ်။ အဲ့ဒီကားထုတ်တဲ့ကုမ္ပဏီကြီးတွေဟာဘာပိုင်ဆိုင်တယ်လဲအများကြီးပိုင်တာပေါ့ကားထုတ်တဲ့စက်ယုံကြီးတွေကားထုတ်လုပ်တဲ့စက်ပစ္စည်းတွေစက်ရုပ်တွေမော်တော်ကားတွေအများကြီးပါအပေါ်မှာဖော်ပြထားတဲ့အင်တာနက်ကုမ္ပဏီကြီးတွေမှာလည်းဘာပိုင်ဆိုင်တယ်လဲရုံးခန်းတွေကွန်ပျူတာတွေနဲ့လူတွေပဲရှိပါတယ် တံပိုးတွက်ကြည့်လိုက်ရင်မော်တော်ကားစက်ရုံတွေကထုတ်တဲ့ကားစီစီအစီး20တံပိုးလောက်ပဲရှိမှာပါဒါပေမဲ့အင်မတန်အဖိုးတန်တဲ့ပစ္စည်းကိုထစ်တွက်ဖို့မင်းနေကြပါတယ်အဲ့ဒါကဘာလဲအဲ့ဒီကုမ္ပဏီကလူတွေရဲ့အုံနှောင်းတဲ့အဉာဏ်ပညာတွေပါ ထပ်ပြီးပြောပါဦးမယ်နောက်ဆုံးရတဲ့စည်ရင်စရာတွေအရာ စင်ကာပူရဲ့အရန်နိုင်ငံရှားငွေတွေဟာဒေါ်လာ240ဘီလီယံဖြစ်ပြီးမြန်မာနိုင်ငံရဲ့အရန်ငွေဟာ6.4ဘီလီယံပဲရှိပါတယ်။တယန်ဇာရပိုးကြွယ်ဝတဲ့နိုင်ငံခြေဝန်းတယ်။လူရဲ့တန်လျှောက်စင်ဒီမှာရှိတဲ့မြန်မာနိုင်ငံထက်တယန်ဇာတမပြောနဲ့တောက်ရတောင်တစ်စက်မှမထွက်ပါဘူး။ကျွမ်းတည်တည်လေလူရဲ့ကရန်ကုန်လူဦးရေလောက်ပဲရှိတဲ့စင်ကာပူက ဘာလို့အများကြီးပုံချမ်းသာနေတာလဲတယံဇာရမရှိပေမဲ့ဉာဏ်ပညာရှိတဲ့ဥနောက်တွေပုံများလို့ပါကျွန်တော်တို့မြန်မာနိုင်ငံကိုတခြားနိုင်ငံတွေကိုအမိန်လိုက်ဖို့ဉာဏ်ပညာပြည့်ဝတဲ့ဥနောက်တွေအများကြီးလိုအပ်ပါတယ်အဲ့ဒီအတွက်လူတိုင်းအသိဉာဏ်ပညာတက်ဖို့လိုပါတယ်တူးရှင်လေးစာဖတ်ပြီးမိမိအသိဉာဏ်ပညာကို မြင့်တင်ဖို့လုပ်ကြရပါမယ်ဒီလိုမှမဟုတ်ရင်တော့ ကျွန်တော်တို့နိုင်ငံဟာသူများနိုင်ငံတွေနောက်မှာ နောက်နှစ်ပေါင်းများစွာကြာအောင်နောက်ကျကြံနေဥမှာပါတင်းစကားတွေကတင်းအနာဂတ်ကို ဆုံးဖြတ်ပါလိမ့်မယ်တကယ်လို့ကျွန်တော်ဟာတင်းနဲ့မိနဲ့အနည်းငယ်လောက်ပဲစကားပြောခွင့်ရလိုက်မယ်ဆိုရင် အနာဂတ်မှာတင်းဘာဖြစ်မလဲဆိုတာခံမှန်းလို့ရပါတယ်ကျွန်တော်ဟာဘေးရင်ဆရာမဟုတ်တလို့အကြအမြင်ရပုံကိုတရားလည်းမဟုတ်ပါဘူး ဒါဆိုရင်တင့်အနာဂတ်ကိုဘာလို့သိနိုင်တယ်လဲ။တင်းနေစဉ်ဘာအကြောင်းတွေပြောနေတယ်လဲ။တင်းစကားဟာတင်းဘိုးတစင်းရဲ့ပြစ်လိုပါပဲ။ပြစ်ကံရဘက်ကိုတင်းဘိုးသွားနေတယ်လို့တင်းစကားတွေကလည်းတင်းအနာဂတ်စီကိုတွန်းပို့နေပါတယ်။အောင်မြင်ကြီးပွားနေသူတွေဟာတခြားသူတွေရဲ့စကားပြောရင်အကျံအစီအကြောင်းပြောတတ်ကြပါတယ်။ပစ္စည်းအကြောင်းသူများအကြောင်းမပြောတတ်ကြပါဘူး။ လူတော်များများဟာပစ္စည်းအကြောင်းနဲ့သူများအကြောင်းအတင်းအပြင်းတွေပြောလို့ရှိကြပါတယ်။ကျွန်တော်ယုံတယုံကိုရောက်တော့စာရန်လေးတစ်ခုကို တွေ့ပါတယ်။စာရန်မှာရေးထားတာကကြီးပွားအောင်မြင်သူတွေဟာအကျံစီအကြောင်းပြောကြပါတယ်။တာမန်လူတွေကတော့ပစ္စည်းအကြောင်း ပြောတတ်ကြပါတယ်။စင်းရဲနှုံချသူတွေကတော့သူများအကြောင်း တင်းအဖြစ်ပဲပြောလို့ရှိကြတယ်တဲ့ကြီးပွားအောင်မြင်သူတွေဘာကြောင့်အကျန်းစီအကြောင်းပဲပြောကြတာလဲသူတို့ဟာအကျန်းစီကောင်းရရင်ကြီးပွားနိုင်တယ်ဆိုတာကိုနားလေကြလို့ပါအကျန်းစီကောင်းရဖို့ကြီးပွားချမ်းသာသူတွေအချင်းချင်းအကျန်းစီအကြောင်းဆွေးနွေးကြပါတယ်အကျန်းစီကောင်းရဖို့အဟောပြောပွဲဆင်မနာတွေကိုပိတ်ဆံအများကြီးပြပြီးတက်ရောက်နားထောင်ကြပါတယ် အကြံအစီကောင်းရဖို့အစာအုပ်တွေအများကြီးဖတ်ကြပါတယ်။သူတို့ကောင်းတဲ့မှာကြီးပွားချမ်းသာဖို့အကြံအစီတွေပဲစဉ်းစားနေပါတယ်။ပစ္စည်းအကြောင်းသူများအကြောင်း ပြောဖို့စဉ်းစားဖို့အချိန်မရှိကြပါဘူး။တာမန်လူတွေကြတော့ဘာအကြောင်းတွေပြောကြသလဲ။ငါကတော့ကွန်ဒိုမှာနေတယ်။ငါကတော့နောက်ဆုံးဖို့ဘာကာငါကတော့နောက်ဆုံးဖို့ဘာကာကြီးဝယ်ထားတယ်။ငါကင်တဲ့လက ငါကင်တဲ့လက်ကင်အိတ်ကနိုင်ငံခြားကနာမည်ကြီးဘရန်ပါအိမ်ကားမပိုင်သူတွေကြတော့လေငါအိမ်ကကြောင်လေးကတိတ်လိမ်ပါတယ်ကြွတ်တော်မခုတ်တတ်ဘူးတဲ့ဆင်းရဲပြီးအသိဉာဏ်နှောင်ရှာသူတွေကြတော့လူအများနဲ့မတက်ကြပါဘူးဒီတော့သူတို့နဲ့မတက်သူတွေအကြောင်းပြောကြပါတယ်သူတို့ဝမနာလို့စိတ်ရှိနေတော့သူတို့တိတ်ခါကြစေဖို့ မှန်တာရောမမှန်တာတွေကိုပါပြောလို့ရှိကြပါတယ်အတင်းအဖျင်းတွေများပါတယ်အဲ့ဒီတော့သင်ဘလိုလူစားမျိုးလေသင်ဘလိုလူအမျိုးအစားထဲမှာပါဝင်နေတယ်လေကျွန်တော်အစိုးရကပြောခဲ့တယ်လို့ပါပဲသင်ရဲ့အနာဂတ်ကိုခိုးလိုက်ပါမယ်သင်ဟာအမြဲတမ်းသူများအကြောင်းတွေကိုစိတ်ဝင်စားပြီးသူတို့အကြောင်းပဲပြောနေတတ်သူဆိုရင်အသက်လုံးဆင်းရဲနှုံရှာတဲ့ဘဝနဲ့ပဲနေသွားရပါလိမ့်မယ် သင်ဟာအမြဲတမ်းပြစ်စင်အကြောင်းတွေပဲပြောနေရင်တော့မစင်းရေးပေမဲ့အလေအလတ်စားလူတယောက်အနေနဲ့ဘဝကိုကုံလွန်သွားရပါလိမ့်မယ်။တကယ်လို့သင်ဟာအကျံစီအကြောင်းပဲအမြဲတမ်းပြောနေသူဆိုရင်တော့ကြည်ပွားရှမ်းသာသူတယောက်ဖြစ်လာမှာမလွေးဧကံပါ။အာယုံစူးစိတ်လုံးမအောင်မြင်မှုရမယ်။မဟာလောကပဲလှုပ်လို့အာယုံစူးစိတ်လုံးမအောင်မြင်မှာပါ။အာယုံထွေပြားနေရင် မောင်မြင်ဘူးဆိုတဲ့စကားကြားဖို့ရမှာပါဒီအစိုးဟာမှန်ကန်ကြောင်းပြောပြရှင်ပါတယ်လမ်းမဲမှာလက်နှစ်ဖက်စလုံးပြင်းနေတဲ့လူတယောက်တောင်းစားနေတာကိုတွေ့ဖူးပါတယ်တနာကြပါပေကံစွန်ကြေးကြပါလို့တနာစရာ ကောင်းလောက်အောင်ဩပြီးတောင်းစားနေတာမဟုတ်ပါဘူးလမ်းပေါ်မှာဖျားလေးခင်းပြီးဖျားပေါ်မှာရှစ်ထောက်တစ်ဖက်နဲ့တရုပ်စာလုံးတွေရေးပြပါတယ် ပကြီးတွေဆွေးပြပါတယ်ကြည့်တဲ့လူတွေကသဘောကျလွန်းလို့သူ့ရှင်းမှာရှာထားတဲ့ခွက်သေးကိုငွေစကူတွေအကျွေစိတ်တွေထိပေးကြပါတယ်သူပါလို့ရှစ်ထောင်းတဲ့အစာရေးပကြီးဆွေးနိုင်တာလေသူမှရွေးချယ်စရာလမ်းမရှိပါဘူးသူကိုကျွေးမွေးမဲ့သူ မရှိတော့သူအားသူကိုရပါတယ်လက်တွေမရှိတော့ရှိတဲ့ချစ်တော်ကို အားကိုရပါတော့တယ် သူ့ခြေထားကိုအာယုံစိုက်ပြီးလစ်ကျင်လိုက်တော့တာမန်လူတွေမလောက်နိုင်တဲ့ရှေစွန်းပြလို့ရသွားတာပါပဲမျက်စိမမြင်တဲ့လူတယောက်ဗစကားဂိုက်မှာတောင်းစနေပါတယ်ဗစက်ကအော်ပြီးတောင်းနေတာမဟုတ်ပါဘူးကလထိုင်တလုံးမှာထိုင်ရင်ဂီတာတလုံးနဲ့သရှင်းဆိုပြနေတာပါနောက်ခံအိုဂင်တန်နဲ့ဒရန်တန်တွေကို ဆောင်းပေါင်းတလုံးနဲ့ဖွင့်ထားပါတယ်သူ့ရဲ့ဂီတာဒီကျွမ်းတာတွေကို လူတွေအရန်သဘောကြပြီးသူရှင်မှာရှာထားတဲ့ပုံလေးကိုပိတ်ဆံလေးတွေထစ်ပေးပြီးအားပေးကြပါတယ်ဒီလူကလေစိုးစိုးကလက်ပြက်နေတဲ့လူလိုပါပဲအားကိုးစရာ မရှိတော့ရှိတာကိုအတုံးရှပါတယ်မျက်စိမမြင်တော့သူ့နားကိုပဲအာယုံစိတ်ရပါတယ်ဒါကြောင့်မွေတေးတန်ရှင်ရဲ့စိုးပုံစိုးဟန်အတန်အနည်းအမြင့်ကိုတသွေးမသိမ့်တူအောင်ဆွနိုင်ခဲ့တာပေါ့။နာမည်ကျော်လက်ဝဲထုတ်သက်သမား နာမည်ကျော်လက်ဝဲထိုးသက်သမားတယောက်ရှိပါတယ်။သူဟာညာတန်တယောက်ဖြစ်လို့သူ့ညာလက်သည့်ဟာကြောက်ခမန်းလေးလေးပြင်းပါတယ်။ဒါပေမဲ့ဘေလက်သည့်ကအပြုတ်လွန်းပါတယ်။သူစ조사ပြီးဘေလက်သည့်ပြင်းအောင်လေ့ကျင့်ပါတယ်။ဒါပေမဲ့ထင်သလောက်မတိုးတက်လာပါဘူး။ဒီတော့သူ့ရဲ့နှီးပြားကသူ့ညာဘက်လက်ကိုကျိုးရှိထားလိုက်ပြီး ေလက်တဖန်ဒီနဲ့ပဲသူ့လစ်ကျင့်ဖို့တွင်နဲ့ရှင်ထိုးခိုင်းပါတယ်တလားလောက်လက်တဖန်နဲ့ထိုးကျင့်လိုက်တော့နောက်ဆုံးဘေညာနှစ်ဖက်လုံးလက်သီးပြင်းလာပါတယ်သူရှင်ပြန်တဲ့လက်ဝဲပွေတိုင်းနေပါအနိုင်ရခဲ့ပါတယ်ဒါဘာကိုပြတဲ့လဲဆိုတော့ဘေလောက်ကိုပဲလှုပ်လို့အာယုံတစ်ခုရစ်ထားပါကျောင်းသားတွေဟာကျောင်းစာတခုတည်းကိုပဲအာယုံထိုင်းအောင်မြင်မှာပါပဲဘယ်လိုမှမဟုတ်ပဲ တရှင်းကားလေးဆိုရှင်တယ်ကွန်ပျူတာဂိမ်းလေးဆိုရှင်တယ်တငယ်ချင်းတွေနဲ့အာလူထိုင်ဖို့ရှင်တယ်အာယုံတွေများနေအောင်မြင်မှာမဟုတ်ပါဘူးထိုနည်းတူပဲစီပွားရေးလုပ်တဲ့လူတရားဟာမိမိစိတ်ဝင်စားတဲ့စီပွားရေးလုပ်ငန်းတစ်ခုကိုပဲရောက်ရမလုပ်ပဲဟိုလုပ်ငန်းလေးစမ်းလို့ကြည့်လိုက်ဒီလုပ်ငန်းကောင်းတော့တော့နဲ့ရှောက်လို့နေ အောင်မြင်မှုရမှာခက်ခဲပါလိမ့်မယ် ကြမ်းခဲမှာတန်ရှောင်းထွက်နေရင်နာနာလေးပြန်ရိတ်ထလိုက်ပါသိပ္ပံပညာနဲ့နိုဘယ်ဆုရတဲ့ဂျပန်လူမျိုးတစ်ယောက်စင်ကာပူကိုရောက်လာခဲ့ပါတယ်။သူကိုစင်ကာပူအစိုးရကဇယိတ်အကောင်ခံပြီးဖိတ်ကြားခဲ့တာပါ။သူရဲ့နိုဘယ်ဆုရအောင်ဘလို့စ조사ခဲ့ရတယ်ဆိုတဲ့အကြောင်းစင်ကာပူလူငယ်လေးတွေကိုပြောပြပေးဖို့ပါ။သူဟောပြောပွဲကို စင်ကာပူအစိုးရတက္ကသိုလ်တစ်ခုဖြစ်တဲ့ NUS တက္ကသိုလ်မှာပြုလုပ်ပါတယ်စင်ကာပူတက္ကသိုလ်ပေါင်းစုံကဆရာဆရာမအကြောင်းသားအကြောင်းသူတွေတက်ရောက်နားထောင်ကြပါတယ်သူကဟောပြောပြီးတော့မေကွန်မေးစရာရှိရင်မေးပါလို့ဖိတ်ခေါ်ပါတယ်ပရိသတ်ကတက်ရောက်တခွန်မေးကြပါတယ်သူကလည်းပြန်ဖြေပေးပါတယ်နောက်ဆုံးမှာဆရာတယောက်ကမေကွန်တစ်ခုကိုခုလိုမေးလိုက်ပါတယ် ကျွန်တော်တို့စင်ကာပူနိုင်ငံကရောသိပ္ပံပညာနဲ့နိုဘယ်ဆုရနိုင်ဖို့အခွင့်အလမ်းရှိပါသလားတဲ့နိုဘယ်ဆုရှင်ကခုလိုပြန်ဖြေပါတယ်မရှိပါဘူးစင်ကာပူနိုင်ငံမှမဟုတ်ပါဘူးအရှိတောင်အာရှနိုင်ငံတွေမှာသိပ္ပံပညာနဲ့နိုဘယ်ဆုရှင်ဘလို့မှမပေါ်နိုင်ပါဘူးတဲ့အင်းရှင်စင်ကာပူနိုင်ငံသားတွေလည်းမျက်စိမျက်နှာပြက်ကုန်ကြပါတယ်နိုဘယ်ဆုရှင်ကထပ်ပြောပါတယ် ခုလိုပြောရတာကအရှိတောင်အာရှနိုင်ငံတွေမှာအများနဲ့မတူတမူထူးရှားတဲ့ကလေးကိုမြေတော်မြောက်ပေးတဲ့အလေးအကျင့်မရှိတော့ပါကလေးတယောက်ဟာစာသင်ခန်းထဲမှာဆရာကိုထူးထူးဆန်းဆန်းမေးခွန်းတွေမေးမယ်တမန်ကလေးတွေနဲ့မတူတဲ့အပြုံမုံတွေလုပ်နေတယ်ဆိုရင်ဒီကလေးဟာတခြားចောင်းသားတွေလိုဖြစ်သွားအောင် နေခိုင်းမယ်ပြောမရရင် ပြစ်ဒဏ်ပေးပြီးဥရှိုးကြပါတယ် ဥပမာတစ်ခုအနေနဲ့ပြောရင်ကြံခင်းမှာထောင်ထွက်နေတဲ့တန်ချောင်းတွေ့ရင်ကြံသေးပြန်ဝင်သွားအောင်ပြန်ရိတ်သွင်းပယ်လိုက်ပါတယ်ဒါမှတခြားတန်ချောင်းတွေနဲ့ညီသွားအောင်ပေါ့တဲ့သူကဆက်ပြောပါတယ်သူငငယ်လေးကလေးကသူ့မိဘတွေနဲ့အတူလိုက်ပါရင်အမေရိကန်နိုင်ငံကိုရောက်သွားပါတယ်အဲ့ဒီမှာကြောင်းတက်ခဲပါတယ်အမေရိကန်ကြောင်းတွေမှာ မေးခုံးတွေကြံကြံဖန်ဖန်မေးတဲ့ကလေးတခြားကလေးတွေနဲ့မတူဘဲထူးခြားတဲ့အပြုမုံတွေလှုပ်တဲ့တဲ့ကလေးမျိုးတွေးပြီးဆိုရင်ဆရာဆရာမတွေက IEP လို့ခေါ်တဲ့တကောရေးပညာရေးအစီအစဉ်ရှာမှတ်တဲ့အဖွဲ့ကိုအကြောင်းကြားရပါတယ်။အဲ့ဒီအဖွဲ့ကတာဝန်ရှိသူတွေဟာကျောင်းကိုရောက်လာပါတယ်။စိတ်ပညာရှင်တွေလည်းပါပါတယ်။အဲ့ဒီကလေးကိုစောင့်ကြည့်ကြပါလေ။စကားပြောကြည့်ကြပါလေ။ တကယ်ပဲဒီကလေးမှာ ထူးချွန်နိုင်တဲ့အရေးအချင်းတွေရှိနေတာတွေ့ရင်အထူးအစီအစဉ်တွေနဲ့ကလေးရဲ့အရေးအချင်းကိုမြှင့်တင်ပေးကြပါတယ်ထူးချွန်ပညာရှင်တယောက်ဖြစ်လာအောင်မျိုးတော်မြောက်ပေးကြပါတယ်ဒါကြောင့်လေကမ္ဘာပေါ်မှာနိုဘယ်ဆုရှင်အများဆုံးထွက်တာအမေရိကန်နိုင်ငံကပါပဲလို့ရှင်းပြသွားပါတယ်အကျင့်တစ်ခုကိုပြင်ချင်ရင်မိမိမှာမကောင်းတဲ့အကျင့်လေးတွေရှိနေပါတယ် မကောင်းတဲ့အကျင့်ဆိုတာဘာတွေလဲဆိုတာအများသိကြပါတယ်။ဥပမာအနေနဲ့ပြောရရင်အရာထနောက်ကျတာတငေချင်းတွေနဲ့လက်ဖက်ရည်ဆိုင်ထိုင်ပြီးအချိန်ဖြုံးနေတာအရာတွေမှခွေပြီး Facebook ကိုညနေတန်းကောင်တီးကြည့်နေတာကျမကြီးအတွက်လက်ချင်းငန်းမလုပ်တာစတာတွေပေါ့ဒီအကျင့်တွေဟာမကောင်းမှန်သိတယ်ကိုဘဝတိုးတက်ရေးအတွက်အထောက်အကူမဖြစ်စေဘူးဆိုတာသိကြပါတယ် ။ဒီနေ့ဒီနေ့အဲ့ဒါတွေနဲ့အချင်းကုံမဲ့အစာကျောင်းစာလုပ်မင်းအင်္ဂလိပ်စာလေ့လာမင်းအလုပ်လုပ်နေသူကလေမိမိအလုပ်နဲ့ဆိုင်တဲ့စာအုပ်ဖတ်မင်းအင်တာနက်ကနေဘုဒ္ဓရာတွေရှာဖွေဖတ်ရှုနေမယ်ဆိုရင်နေ့အနည်းငယ်အကြာမှာမိမိဘဝပြောင်းလဲတိုးတက်လာမယ်ဆိုတာလေးကောင်းကောင်းသိကြပါတယ်။သိနေရင်ဘာလို့မလုပ်ကြတာလဲ။အကျင့်ဟောင်းတွေကိုဘာလို့မစွန့်နိုင်ရတာလဲ။ လူရဲ့ပင်ကိုယ်တဘာဝဟာကိုယ်ရောစိတ်ပါသတ္တံတ္တာနေရှင်ကြပါတယ်မတက်မတာဖြစ်မဲ့ကိစ္စဆိုရင်မလုံရှင်ကြပါဘူးသတ္တံတ္တာနေခြင်းတဲ့အခြေအနေကို အင်္ဂလိပ်လို comfort zone လို့ခေါ်ပါတယ်လူတွေဟာအဲ့ဒီ comfort zone ထဲမှာနေချိန်ကြပါတယ်မကောင်းတဲ့အကျင့်လေးတွေနဲ့ဇိမ်ကျနေတာကိုလိုချင်ကြပါတယ်တချို့ကဒီအတိုင်းနေရင်ငါဘဝတွတ်တက်မှာမဟုတ်ဘူး အဲ့ဒီတော့မကောင်းတဲ့အကျင့်တွေကိုကောင်းတဲ့အကျင့်တွေနဲ့အစားထိုးမေဆိုပြီးစလုပ်ကြပါတယ်ဥပမာတစ်ခုပြောရရင်အစီအစဉ်တွေစားပြီးဝတ်နေသူတယောက်ဟာသူဝိတ်ရှာဖို့သူနေထိုင် စားသောက်ဖို့အကျင့်တွေကိုပြင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ညနေတိုင်းပြေးမယ်လက်ကျင်းခံလုပ်မယ်အစီအစဉ်မစားဘဲဓမင်းနေနေနဲ့အတိအရွယ်များများစားမယ်အဲ့ဒီအတိုင်းလုပ်တယ်လုပ်နေကြမဟုတ်တော့ သူ့ကိုယ်တွေလက်တွေရိုက်ထားသလိုနာကျင်ကြိတ်ခင်းလာပါတယ်။စားနေကြပါဇက်အရသားတွေမစားရတော့ဘိတ်ကဆာလောင်နေပါတယ်။စိတ်တူလာပါတယ်။ဒါတွေဟာ comfort zone လို့ခေါ်တဲ့တက်တာတဲ့အခြေအနေတွေကနေ uncomfort zone မတက်မသားတဲ့အခြေအနေကို ရောက်သွားလို့ကိုယ်ရောစိတ်ပါမတက်မသားခံစားနေရတာပါ။တပတ်လောက်ကြာတော့အဲ့ဒီလိုဟာဒီလိုမတက်မသားခံစားနေရတာကိုဆက်မခံစားရှင်လို့လို့ အရင်တက်တောင်တက်တာနေရတဲ့ကွန်ဖိုးဇွန်ကိုပြန်သွားလိုက်ပါတယ်။လက်ကျင်ငယ်လောက်တာရက်လိုက်ပြီးအရင်အတိုင်းပြန်စားပါတော့တယ်။အခုတက်တောင်တက်တာနေနိုင်သွားပြီ။အရင်အကျင့်ပြန်ဖြစ်သွားပြီ။အကျင့်အသက်ကို မပြောင်းနိုင်ခဲ့ဘူး။ဘဝမြေဝါလျက်ပါပဲ။ဘာမှမပြောင်းလဲပါဘူး။ဘာဖြစ်လို့သူဟာအကျင့်ဟောင်းကားနဲ့အကျင့်အသက်ကို ပြောင်းလို့မရတာလဲ။လူတရားဟာအကျင့်တစ်ခုဖြစ်ဖို့ အနည်းဆုံး21ရက်ကနေ3လလောက်အချိန်လိုပါတယ်။အဲ့ဒီအချိန်ထိအမြဲတမ်းပုံမှန်လုပ်နေမှအဲ့ဒီအကျင့်သစ်ဟာကွန်ဖို့ဇုံထဲရောက်သွားပါမယ်။အကျင့်သစ်နဲ့အသာကျသွားပါပြီ။တတောင်းတတနေလို့ရသွားပါပြီ။ဒါဆိုရင်ဥနောက်ထဲမှာအဲ့ဒီအကျင့်နဲ့ဆွေးသွားပြီးမို့ဖြောက်ဖို့ခတ်သွားပါပြီ။ဒီလိုဖြစ်ဖို့စိတ်ရှည်ဖို့ဇွဲလုံးလာရှိဖို့လိုအပ်ပါတယ်။ တခုတတိပေးပါရစေအဲ့ဒီအကျင့်တက်ကို အရှင်အတော်ကြာကြာမလုပ်ပဲထားလိုက်ရင်အရင်အကျင့်ဟောင်းစီကို ပြန်ရောက်သွားနိုင်ပါ रे highly successful people have learned to devote good habits အောင်မြင်ထင်ရှားကြောကြတဲ့ပုံကော်တွေဟာကောင်းတဲ့အကျင့်တွေလုပ်တတ်ကြပါ रे သူတို့ဟာ comfort zone ထဲမှာနေလို့မရှိကြပါဘူး အဆုံးထိနားထောင်ပေးခဲ့ကြလို့အလုံးကိုကျေးဇူးတင်ပါတယ်။တောတာရှင်များအလုံးကိုစိတ်နှပြကျမ်းမာချွန်းလန်းကြပါစေ။